တရားမဝင်အလို့သမားတွေအတွက်အဖမ်းဆီးကျန်းနေတဲ့မလေးရှားနိုင်ငံရဲ့ဆန်လန်ဂေါနဲ့ရှန်အလန်ရအားလုံးမင်္ဂလာပါဗမစ်စနောင်းကနေကြိုဆိုလိုက်ပါတယ် မြန်မာနိုင်ငံဟာယခင်ကတော့အရှိတောင်အရှာနိုင်ငံမှာခေတ်ရှိအပြေဆုံးတိုင်းပြည်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။အာဆီယံနိုင်ငံတွေထဲမှာချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့ပြီးနိုင်ငံအတော်တော်များများကိုကူညီမှုတွေလည်းပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ယခုချိန်မှာမြန်မာတွေအများဆုံးတောင်ရောက်လောက်ကင်နေတဲ့စင်ကာပူနိုင်ငံဟာဆိုရင်လည်းတချိန်ကမြန်မာပြည်ကိုမော့ကြည့်ခဲ့ရတဲ့နိုင်ငံပေါင်းရွှေရောင်တောက်ခဲ့တဲ့သမိုင်းတွေသာကြန့်ရှိပြီးလက်ရှိမှာတော့အယောင်မွဲကအရေးချင်းရှိလူငယ်တွေအလုံးတိုင်းတစ်ပါးကိုသွားပြီးအလုံးလောက်ကင်နေရတဲ့နေရက်တွေကိုရောက်ရှိနေခဲ့ပြီးဖြစ်တဲ့မြန်မာပြည်ဟောင်း တွေးကြည့်တိုင်းရင်နာဆရာတွေနဲ့သာပြင်းထန်နေပြီပဲဖြစ်ပါတယ်။နိုင်ငံရဲ့ချစားနေတဲ့စိတ်ဓာတ်တွေနဲ့တိုးတက်မှုနှေးကွေးလာတဲ့လူငယ်မှုစနစ်တွေကြောင့်လူငယ်နဲ့ဘဝပေါင်းများစွာရဲ့မျှော်လင့်ချက်တွေဟာအချိန်မတန်ခင်မှာပဲပျောက်ကွယ်ခဲ့ကြရတာများပါတယ်။ မြန်မာနိုင်ငံမှာပညာတတ်များပေမဲ့လုံအားနဲ့လဆာမလောက်ငါမှုတွေမမြတာမှုတွေကြောင့်အလौတာသိန်းချုံလို့ရပေမဲ့အကျိုးခံစား권မရှိပဲဘဝဆုံးသွားတဲ့သူတွေဟာများစွာရှိနေတာပဲဖြစ်ပါတယ်။ဒီလိုမျိုးအလौနဲ့ပညာမကိုက်ညီပဲဘဝတက်လန်အခွင့်အရေးတွေနေပါတဲ့နိုင်ငံမှာနေရတာထက်ဆရင်အခွင့်အလန်းတွေပေါများပြီးနိုင်ငံသားငွေဈေးအတူအဆနဲ့အမြတ်ယူကကြီးပွားဖို့အတွက်နိုင်ငံရဲ့ချားတွေကိုခြေဆက်လာကြတာပဲဖြစ်ပါတယ်။ အမိမြေကိုချစ်ပင်မဲ့လေမလွဲတာလို့တာခွဲနေရတဲ့လူတွေထဲမှာပတ်စံရှိတဲ့အတိုင်းဝိုင်းကလူတွေလည်းရှိကြသလုံးမိသားစုဝန်ရည်အတွက်တမင်ထွက်ကြရတဲ့သူတွေလည်းရှိပါတယ်အခုအခါမှာလည်းမလေးရှားနိုင်ငံမှာတရားမဝင်နိုင်ငံခြားရွှေပြောင်းအလို့သမားတွေကိုဖမ်းဆီးနေကြတဲ့သတင်းတွေတက်လာနေတာပဲဖြစ်ပါတယ်မလေးရှားနိုင်ငံဟာမြန်မာလုံသားတွေများစွာနဲ့လက်ပတ်လောက်ကန်နေတဲ့လုပ်ငန်းတွေများစွာရှိတာပေါ့မြန်မာလုံသားတွေရဲ့လူဆန်အားနဲ့တိုးတက်နေကြတဲ့လုပ်ငန်းတွေများစွာရှိပေမဲ့လည်း အခုချိန်မှာတော့လူဝင်မှုကြီးကြပ်ရေးဟာအတော်လေးအစ်စ်ကျန်းနေပြီးစက်ရုံအလုံရုံတိုင်းမှာအော်ပရာစီတွေများစွာရောက်ရှိနေပြီပဲဖြစ်ပါတယ်။အော်ပရာစီဆိုတာကတော့ရဲတွေကရှောင်းတခင်ဝင်စစ်တဲ့အဖွဲ့လို့ခေါ်ကြတာဖြစ်ပါတယ်။အခုလတ်တလုံးမှာတော့ဆန်လန်ကောနဲ့ရှောင်းလန်ဆိုတဲ့အရက်တွေမှာစက်သိန်းထပ်ဖို့ကောင်းလောက်တဲ့အထိအစစ်စဲတွေများနေတာဖြစ်ပြီးမြန်မာနိုင်ငံသားအလို့သမားတွေထောင်ထဲချီဖမ်းဆီးခံနေကြရပြီဖြစ်ပါတယ်။ မိသားစုဝန်ရည်အတွက်မရှိရှိတာကိုထုတ်ခွဲရောင်းချပြီးနိုင်ငံရဲ့ချားမအလုံလာလုခဲ့ကြရတဲ့သူတွေဖြစ်ပါတယ်။တိုးပွားဖို့ထက်လမ်းစရိတ်ကြေအောင်အရင်စ조사ချရမှာဖြစ်တဲ့အတွက်အခုလိုဖန်ဆီးခံရတဲ့အခါရီမှာတော့ဘဝတွေကပိုပြီးနေမုန်းဖို့ကောင်းနေတော့တာပဲဖြစ်ပါတယ်။အခုလိုနိုင်ငံရဲ့ချားမဖန်ခံရတာကထင်ထားတာထက်ပိုပြီးရှုပ်ထွေးမှုတွေရှိနေတာပေါ့။ အဖမ်းခံရပြီးနောက်မှာနိုင်ငံသားထောက်မှာပဲ၄လကနေ၆လထိထိမ့်သိမ်းခံရတတ်ပြီးပြီးမှသာသက်ဆိုင်ရာနိုင်ငံကိုပြန်ဖို့ UN အကူအညီနဲ့လေရင်လက်မှတ်ထောက်ကောင်နိုင်ငံအတွင်းကိုပြန်လာရတာဖြစ်ပါတယ်ဒီလိုမျိုးအခက်ခဲတွေများစွာနဲ့ဝန်ရည်အတွက်ဆွန်စားပြီးပြုလုပ်နေရတဲ့သူတွေဟာပြည်သက်တို့မတွင်းနိုင်လောက်တဲ့အထိရောကန်နေရတဲ့ဘဝတွေများစွာရှိနေမှာတော့အမှန်ပါပဲ လူမျိုးရေးမတူလို့နိုင်ထက်စင်းနဲ့လောက်ခံကြရတဲ့အပြင်နိုင်ငံရေးရွေးကြမှာအနိုင်ကျင့်ပြီးဓာညှက်ခံနေရတဲ့မြန်မာနိုင်ငံလုံသားတွေဟာတွေးကြည့်ရင်ကိုရင်းနှီးအောင်အထိဝမ်းနဲ့စီတာအမှန်ပါပဲ။ဒါကြောင့်မို့နိုင်ငံရဲ့ချမ်းမလုံးလုံးနေကြတဲ့ရဝေးအလို့သမားတွေအတွက်အန္တရာယ်ကင်းစေဖို့ဆူတောင်းပေးရင်မလေးရှားနိုင်ငံမှာဖမ်းဆီးခံခဲ့ရတဲ့မြန်မာအလို့သမားတွေနဲ့ပတ်သက်ပြီးပြည်သက်တို့ရဲ့အမြင်ကိုလည်းပြောပြခဲ့ပါအောင်ရှင်။ခက်ခဲကြမ်းတမ်းနေတဲ့ဘဝတွေကနေအမြန်ဆုံးလွတ်မြောက်စေဖို့ကျွန်မဆူတောင်းပေးလိုက်ပါရနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။